ဇလန်းဆောက်မှာတော့ဒင်းမက်ဆန်ဟာလမ်းမိတ်တနေရာမှာမုတ်ဆိုင်စကားပြောနေကြပြီးမကြခင်မဲ့အန်နီစီယာနဲ့ဖော်ဝင်လာတာဘော်ဘီအကြောင်းပြောနေကြပါတယ်။အန်နီယာသူ့စီမှာဘော်ဘီရဲ့ဆောက်တချို့ရှိသေးတယ်လို့ပြောနေပြီးဒင်းကလည်းအဲ့ဒါဆိုရင်သူတို့မကြခင်လာယူမယ်လို့ပြောနေတာသာသာတန်တစ်ခုစီကိုချိန်လိုက်ပါတယ်။ဆိုပြအိမ်တစ်ခုထဲမှာအတွတ်တွဲဟာချိန်တွေ့နေကြပြီးခြေတန်နေကြလိုက်ရအောင်အိမ်ထဲမှာပတ်ကြည့်နေတဲ့အချိန်လူထွားကြီးတယောက်ကိုတွေ့လိုက်ရပါတယ်။လူသွားကြီးကမင်းတို့လူကြီးဒီနေရာကိုမလာသင့်ဘူးလို့ပြောနေပြီးဒေါသလက်ကြီးနဲ့ထိုတွဲစီကိုပြေးဝင်လာပါတယ် ဒီအချိန်မှာအန်နီရဲ့လည်းအမှုလိုက်ဖို့အတွက်ထိုအင်းစီရလာပြီးအထဲမှာတော့သိနေတဲ့ကောင်းလေးနဲ့ကောင်းမလေးရဲ့အလောင်းကိုတွေ့လိုက်ရတာမကြခင်ပဲဘာမှမသိတဲ့အရာတစ်ခုဟာအန်နီစီကိုဝင်ချလာပါတယ်ဒီလိုနဲ့နောက်ရက်မှာတော့ဒင်းနဲ့ဆန်ကအန်နီနဲ့ချိန်ထားတဲ့ဆိုင်မှာစောင့်နေကြပြီးဒေးဗီရဲ့ထထိုးထားတဲ့လုပ်ငန်းနေကြောင်းပြောနေကြကဆန်ကတော့အန်နီတရားကိုဘာဖြစ်လို့နောက်ကျနေရလဲဆိုတာကိုပြောနေပါတယ်။ဒါကြောင့်ဒင်းလည်းအန်နီကိုဖုန်းဆက်နေပြီးဖုန်းမကင်တာကြောင့်စိတ်ပြက်နေကဆန်ကတော့ဘော်ဘီနဲ့အန်နီမှာဇာတ်လမ်းလေးရှိတယ်လို့ပြောပြနေပါတယ်။ ဒီเจ้าကိုတင်းရလဲစိတ်ဝင်စားနေပြီးမလုံမလဲနဲ့သူလဲအဲ့ဒီနဲ့ဇလန်းချုပ်ရှိခဲ့ဘူးလို့ပြောပြလိုက်ပါတယ်။ဒါကြောင့်ဆန်အားဒေယုတ်လောက်နေပြီးရှက်ကိုရှက်ကန်နေသူလဲဝင့်ကျင်မရှိတဲ့အချိန်တုန်းကအဲ့ဒီနဲ့ဇလန်းရှိခဲ့ဘူးလို့ပြောပြနေပြီးအဲ့ဒီမလာလို့ရှင်လဲတော့ကြအောင်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာဇပွဲပေါ်မှာတင်ထားတဲ့ဘော်ဘီရဲ့အချက်ပလင်းလေးကသူ့လိုလိုလှုပ်နေပြီးဒင်းမဲ့ဆန်အားတော့တိမထားမိပဲဖြစ်နေပါတယ်။ဒင်းကလည်းအဲ့ဒီကိုတော့ရှက်ဖုန်းနဲ့ခေါ်နေပြီးဖုန်းလုံးဝမကင်တာကြောင့်သူလက်ရှိမှာအမှုလက်နေပြီးတခုခုပြဿနာတက်နေရဖြစ်လောက်တယ်လို့ပြောနေခါအဲ့ဒီနေတဲ့မော်တယ်ကိုလိုက်ရှာဖို့အတွက်လုပ်ပါတယ်။ ပြန်နေဒင်းရဘော်ဘီရဲ့အရက်ပလင်းလေးကိုထုတ်ကြည့်နေကြအောင်ဆန်ဟာအဲ့ဒါကိုငါသိမ်းထားဖို့လိုတယ်လို့ပြောနေပြီပလင်းကိုမြင်နိုင်မင်းဘော်ဘီကိုတတိယနေမယ်လို့ပြောနေကဒင်းရတော့တစ်ချိန်ချင်းကြရင်သူ့ဘာသာပဲသိမ်းလိုက်ပါမယ်လို့ပြောနေပြီကားလောက်ခန်းထဲမှာတော့ဘော်ဘီရဲ့ဝိညာဉ်ကထိုင်နေပါတယ်ဒင်းမက်ဆန်လည်းအန်နီရဲ့မော်ဒယ်ကိုရှာတွေ့ရတယ်အခန်းထဲကိုဝင်လိုက်ရပြီဘာမှမဟုတ်လည်းနေလဲဆိုတာကိုရှာနေကြကဒင်းရဗန်နက်စ်ကအိမ်ဟာလူရွက်မှုတွေကိုလိုက်နေရဆိုတာကိုသိသွားပြီဆန်အောင်ပြောပြလိုက်ပါတယ် ဒါကြောင့်ဆန်ရလေသူဆိုတဲ့သားများဗင်းရဲ့အိမ်နဲ့ပတ်သက်တာတွေကိုဒင်းကိုပြပြနေပြီဘော်ဘီကတော့သူ့လက်ကတွေကိုလှုပ်ပြနေရတော့မှဒင်းနဲ့ဆန်မမြင်တာကြောင့်ဒေါသကြီးထွက်နေပြီဒင်းဆန်ကတော့ဗန်နဲ့အိမ်စီကိုပဲထွက်သွားဖို့အတွက်လုပ်နေကြပါတယ်ဒီအချိန်မှာဒင်းရဲ့ရပ်ပင်းထားတဲ့အိမ်ကြီးကကြံခဲ့ရကြောင့်ဘော်ဘီကလိုက်မရဖြစ်နေပြီအခန်းထဲမှာကြံခဲ့ကဆဲဆုပ်နေတဲ့အချိန်မှာဒင်းဟာသတိတရနဲ့အိမ်ကြီးကိုပြန်လာယူသွားပါတယ်ဒီလိုနဲ့ဒင်းမဆန်လည်းဗန်နဲ့အိမ်စီကိုလာကြပြီးအထဲမှာပတ်ကြည့်နေတဲ့အချိန်ဘော်ဘီကတော့တခြားဝင်းကြီးအများကြီးတွေ့လိုက်ရတာကြောင့်အကုန်လုံးစကားပြပြောနေပါတယ် ဒီမဲ့ဆရာတော်အပေါ်ထက်ကိုတက်တက်သွားပြီးအန်နီရဲ့ဖုန်းကိုခေါ်လိုက်ရာအတက်လာရစီကိုသွားကြည့်လိုက်ကြပါတယ်ဖုန်းကသာတွေ့ပြီးအန်နီကိုမတွေ့ရအောင်ကြောင့်ဒီမဲ့ဆန်လည်းစိတ်ညစ်သွားကြပြီးအိမ်လုံးမှာလည်း EMF ရှင်မိနေရကြောင်းဆန်ဟာဒီမှာဝင်းကြီးအများကြီးရှိလောက်မယ်ထင်တယ်လို့ပြောနေပြီးအိမ်ထဲမှာတော့လူသွားကြီးဂျက်ပါဆိုတဲ့သူကိုလူတစ်ယောက်ကအပြစ်တင်နေပြီးဘော်ဘီရဲ့ရက်ကြည့်နေကဘော်ဘီလားဆိုတဲ့အတန်နဲ့တူအန်နီကိုတွေ့လိုက်ရပါတယ်ဘော်ဘီလည်းအန်နီကိုတွေ့လိုက်ရအောင်အလုံးမင်းဝမ်းသာနေပြီးအပြော်ဒီဟာကြကြတော့မခံတော့ပဲသူ့ကိုတွေ့နေရဆိုရင်အန်နီကလည်းတင်းစောတော့ပြီးလို့ပြပတ်လိုက်ပါတယ် အဲ့ဒီရတော့သူတေတာအခုမှသိရကြအောင်စိတ်မကောင်းဖြစ်နေပြီ။ဘော်ဘီကလည်းမင်းတင်မဲလက်ကနေထွက်ပြေးခဲ့ရလားလို့မင်းကအဲ့ဒီကလည်းသူအခုချိန်ကြီးဘယ်တင်မင်းနဲ့မှမတွေ့သေးဘူးလို့ပြောလိုက်ပါတယ်။ဒီစကားကြောင့်အဲ့ဒီကတခုခုချိန်မိသွားပြီ။ဘော်ဘီနင်းတင်မဲလက်ကနေထွက်ပြေးခဲ့ရမလားလို့မင်းကဘော်ဘီကလည်းဟုတ်ကြောင်းနဲ့သူလက်ရှိမှာလှုပ်ရှားလေးရှိတယ်လို့ပါလို့ပြောလိုက်ပါတယ်။အဲ့စကားကြောင့်အဲ့ဒီကဘော်ဘီကဘာဖြစ်လို့အဲ့လိုယူမိုက်တဲ့အလုပ်ကိုလုပ်ရလဲလို့ပြောနေပြီ။ဘော်ဘီကတော့ဘာမှဆန်ညာမဆိုင်နဲ့အဲ့လိုယူမိုက်တာလေးကိုပဲနင်းကသဘောကျခဲ့ရတယ်လို့ပြောလိုက်ပါတယ်။ အဲ့ဒီအချိန်မှာအန်နီတွေ့ခဲ့တဲ့အတွေ့အဝင်ကြီးတွေဟာရှောက်သွားနေခဲ့ရကြအောင်အန်နီတို့ဟာသူတို့ကတီးပြီဆိုပြီးလမ်းပြောနေပြီးဟိုတွေ့ရတော့ဘာမှမကြားပဲဆက်သွားနေတာအန်နီကလည်းသူတို့ပြောတာကိုဒီတွေ့ဟာဘာလို့မကြားရလဲလို့မိလိုက်ပါတယ်ဘော်ဘီကလည်းဒေးမက်ဆာကိုကူညီဖို့အတွက်ဆာအုပ်တို့ကိုပြချခဲ့တော့ဟာနှစ်ပတ်လောက်တတိမိတော်လည်းပြပြနေပြီးအန်နီကလည်းဘော်ဘီရှိနေတာကိုဒေးတို့တီလာလို့မင်းနေကဘော်ဘီကတော့တခေါင်းနဲ့တခဲတော်တဲ့မဟုတ်ဆိုရီးအခုချိန်ထိလုံးဝမသိသေးဘူးလို့ပြောလိုက်ပါတယ် မုံဆိုးကောင်းနေဖြစ်တဲ့ဒိမက်ဆန်ကတော့အိမ်ထဲမှာပတ်ကြည့်နေကြပြီ။ဒင်းရအဲ့နီးရဲ့ဖုန်းထဲကနေဒူးဆန်တဲ့အတန်တစ်ခုကိုကြားလိုက်ရအောင်။ဆန်အောင်ပြဖွင့်ပြနေကအမျိုးသမီးတယောက်ကငေါ့လှုပ်ပြပါဆိုတဲ့အတန်ကိုကြားလိုက်ရပါတယ်။ဘော်ဘီလိုဘက်မှာတော့ဝင်းကြီးတကောင်လာပြီးခုံရှိကဝေးထားလိုက်တာကြောင့်ဘော်ဘီနဲ့အန်နီလည်းအံ့ဩနေကြရပါတယ်။ဒါကြောင့်ဘော်ဘီကအတော်မခံပဲငါးလုံးနေပါလေလို့ပြောနေပြီးအရှိရသဘောထွက်ကြည့်ပြင်မယ်။မအောင်မြင်တာကြောင့်ထို့သူကဘော်ဘီကိုတောင်းလိုက်ကမင်းတို့ကလူသစ်တင်မလားဒါဖြစ်တတ်ပါလေလို့ပြောလိုက်ပါတယ်။ ဒီလိုနဲ့ဘော်ဘီနဲ့အန်နီတို့လည်းသူတို့ရှိရာစီနီယာဝန်ကြီးကိုစိတ်ဝင်စားသားကြပြီးထိုသူနဲ့တွေ့မိတ်ဆက်လိုက်ကစီနီယာဝန်ကြီးရဲ့နာမည်ဟာခရိန်းဆိုတာကိုသိလိုက်ရပါတယ်။ခရိန်းဟာသူ့လည်းဒီအင်းထဲမှာပဲအသက်ခံခဲ့ရလို့ပြောနေပြီးဘော်ဘီကတော့ဒီအင်းထဲကတရိပ်တဲ့အကြောင်းကိုသိလားလို့မေးနေရကြောင်းခရိန်းဟာထားသွားဖို့တလို့နေကအန်နီကတားလိုက်ရပါတယ်။ပြန်နဲ့အန်နီယာပစ္စည်းတွေကိုဘယ်လိုရှိလို့ရရလဲလို့မင်းနေပြီးခရိယလည်းအခြေခံနေစာပြီးလို့ဖို့တော့ပြောနေကမိခုတ်ကိုအရှင်ရွှေခိုင်းလိုက်ပါတယ်အန်နီနဲ့ဘော်ဘီကိုလည်းစူးစမ်းကြည့်နေကြပြီးဘော်ဘီကတော့စိတ်မပါလောက်ပါနဲ့လုံနေရကြောင်းခရိယလည်းအဲ့လိုလုံနေလို့ရှိရင်မင်းတော်တော်လုံးရပါမဟုတ်ဘူးလို့ပြောနေပါတယ် ကရိန်းဟာပစ္စည်းတွေရွှေ့ဖို့အတွက်ဆိုရင်နည်းလမ်းတစ်ခုရှိကြောင်းနဲ့ပထမတစ်ခုကသူ့လိုမျိုးစိတ်ညစ်ညစ်နဲ့အာရုံထားပြီးရွှေ့ဖို့ပြောနေရကြောင်းဘော်ဘီယာလုံးဝမရွှေ့နိုင်ဖြစ်နေပြီးစိတ်ပက်လက်ပြက်နေပေနောက်တနည်းဟာဘာလဲလို့မေးလိုက်ပါတယ်ကရိန်းကလည်းနောက်တနည်းဟာဒေါသတော့ရမှာလို့ပြောနေပြီးအဲ့နည်းဟာနည်းနည်းခက်တယ်လို့ပြောပြလိုက်ပါတယ်ဒီလိုနဲ့ဘော်ဘီလည်းနောက်ထပ်ထပ်ပြီးကြိုးစားဖို့လုပ်နေပြီးတရားမတကောင်ရဲ့အော်တန်ကိုကြားလိုက်ရကြောင်းလန့်သွားကသူ့ဘာတွေဖြစ်နေရလဲလို့မေးလိုက်ပါတယ်ကရိန်းကလည်းစိတ်ဝိညာဉ်ပျက်စီးကုန်တာလို့ပြောပြနေပြီးအချိန်နဲ့လို့ရှိရင်မင်းတို့လည်းအဲ့လိုဖြစ်ကုန်မှာလို့ပြောနေခါနေရာကနေထထွက်သွားပါတယ် အဲ့အချိန်မှာဒိမက်ဆန်ရောက်လာပြီးအန်နီနဲ့ပတ်သက်တာတွေကိုဘာမှမတွေ့ရအောင်မော်ဒယ်ကိုပြန်သွားခါအချက်လက်တွေကိုပြန်ချကြမယ်လို့ပြောနေကြပါတယ်။အန်နီကလည်းဒိမက်ဆန်ကိုအသက်သက်လိုက်ခေါ်နေပြီးဘော်ဘီကလည်းအဲ့ကလူလွတ်တာအလုံးဖြစ်ဘူးလို့ပြောနေကသူတို့ကြည့်နေတဲ့တရေမတစ်ခေါင်သတိထားမိသွားပါတယ်။ဒါကြောင့်ဘော်ဘီလည်းသူတို့ကိုတယောက်ကကြည့်နေရဆိုပြီးအန်နီကိုပြပလိုက်ကအန်နီကလည်းထိုတရေမစီကိုသွားပြီးဘာကူညီပေးရမလဲလို့မေးလိုက်ပါတယ်။တရေမကလည်းသူ့နာမည်ဟာဗီတိုရီယာလို့ပြနေပြီးအန်နီလုပ်တဲ့အလုပ်ကိုလည်းသူသိရလို့ပြောနေကအန်နီဖုန်ထဲမှာကြားရတဲ့အတန်ဟာသူ့ရဲ့အတန်ပဲလို့ပြောလိုက်ပါတယ်။ ဒါကြောင့်အန်နီယာသူ့လိုပဲပါဆိုတာဘာလို့ပြောရလဲလို့မင်းနေပြီယုဒိယဆိုသူလိုပဲဘော်ဘီဟာနေရာနေတောက်သွားပါတယ်အကြောင်းကတော့ဘော်ဘီဟာဒင်းနိုစီကိုပြောင်းသွားတာဖြစ်ပြီးဒင်းဟာအရပလင်းကိုဖွင့်လိုက်တာကြောင့်ဒီလိုရောက်လာတယ်ဆိုတာကိုသိသွားခါဘော်ဘီဟာအရာအလုံးဟာအထဲမှာပဲဆိုပြီးဒင်းတို့ကိုအသက်တန်ပြောပြနေပါတယ်ဘလို့မပြောများတဲ့အစောနောက်တစ်ရက်မှာတော့ဒင်းမက်ဆန်ဟာပြက်လိုက်ထဲမှာဗန်နဲ့အိမ်ကြောင်လက်ဆုပ်ဆန်းနေကြပြီးဘော်ဘီဟာတော့ပြက်လိုက်ထဲမှာပတ်စော်နေပါတယ် တာဝန်ရှိသူတယောက်ကရောက်လာပြီးဘယ်နဲ့မိသားစုပဲနောက်ဆုံးမိုးဆန်ဝက်စ်မန်ဖိုင်နက်ကဒီမှာပဲတည်တော့အောင်လို့ပြောနေပြီးဘော်ဘီကတော့အနောက်ကနေအဲ့ကောင်ကအခုချိန်ကြီးအိမ်ထဲမှာရှိသေးတယ်လို့ပြောပြနေပါတယ်ဒဲကလည်းပြက်လိုက်တဲ့ပုံတစ်ခုကလူတော်ကြီးတက်ကိုမြင်လိုက်ရအောင်ထို့အကြောင်းကိုမေးလိုက်ပြီးတက်လိုက်ဝင်တဲ့ဟာထို့လူဟာဓာတ်ပြဆိုတဲ့ရာသွေးကောင်တစ်ကောင်ဖြစ်ပြီးဝက်စ်မန်ကပဲခေါ်ယူဆက်ဆောင်ခါခဲ့ရလို့ပြောပြနေကဝက်စ်မန်ရဲ့သူတို့တမီးကိုလည်းတပစ်ခဲ့လို့ပြောပြနေပါတယ်ဘော်ဘီကလည်းအနောက်ကနေအိတ်ကောင်ကြီးအိတ်ကောင်ကြီးဟုတ်တယ်အိတ်ကောင်ကြီးအိမ်မှာရှိရလို့ပြပြနေပြီးပြတ်တိုင်မှုကတော့ဒင်းတို့ကိုအဲ့ယုံမသွားဖို့အတွက်အသက်တန်တာနေပါတယ် ဒင်းနဲ့ဆန်နဲ့တည်ကျင်တာကြီးတိလိုက်ပြီးရနဲ့မော်တော်ပြောင်းလာကြပြီးဆန်အားအိမ်နဲ့ပတ်သက်တဲ့အကြောင်းလေးပြပြနေကဒင်းကတော့ရေချိုးနေပြီဘော်ဘီကတော့အကျွေးစီးကိုရွှေ့ဖို့အတွက်စ조사နေကငါမရှိရနဲ့ဘာမှသုံးဆလို့မရတဲ့ကောင်းနေဆိုပြီးဒင်းနဲ့ဆန်ကိုချိန်ဝါနေပါတယ်ဘော်ဘီလည်းငါ့လိုကောင်းကဘာဖြစ်လို့ပစ္စည်းတွေကိုမရွှေ့နိုင်ရမှလဲလို့ပြောနေပြီးရင်ငွေ့တိုင်းနေရဲ့မှန်မှာဆန်တစ်ခုကိုရေးပြဖို့အတွက်လုပ်နေပါတယ်ဒင်းလေရေချိုးကန်ထဲလေးပြထွက်လာတဲ့အချိန်မှာတော့မှန်မှန်ရေးထားတယ်အဲ့ဒီဟာအိမ်ထဲမှာပိတ်မိနေတဲ့စာအုပ်မြင်လိုက်ရပြီးဆန်အောင်လောက်ခေါ်လိုက်ကဆန်ဒါကိုမင်းရေးထားလားလို့မေးလိုက်ပါတယ် ဆန်ကလည်းတူတူရောမသိဘူးလို့ပြောနေပြီဒင်းကလည်းဒါဆိုရင်ဘယ်သူလုပ်တာလဲလို့မေးလိုက်ပါတယ်အဲ့ဒီအချိန်မှာအမှန်ပေါ်မှာဘော်ဘီရဲ့နာမည်ကြီးပေါ်လာတာကြောင့်ဒင်းနဲ့ဆန်လည်းဘော်ဘီရှိနေဆိုတော့ယူသွားလိုက်ကြရပြီဗင်းနဲ့အိမ်စီကိုတစ်ချိန်မှန်သားဖို့တက်လောက်ကြရပါတယ်ဒီအချိန်မှာကောင်းလေးတစ်ယောက်ကဗင်းနဲ့အိမ်လေးကိုကမ္ဘာလုံးနဲ့ဝင်လာကြပြီဒေါက်တာထုံးစံတိုင်းဒေါသလီကြီးနဲ့မင်းတို့တွေဒီနေရာကိုမလာသင့်ဘူးလို့ဝင်ပြောလိုက်တာမကြခင်မှာအနောက်ကနေဝစ်မန်ရောက်လာပါတယ်ပြီးရတဲ့ဝစ်မန်ကဒတ်တာကိုအခုလိုလိုထားရတဲ့အတွက်အပြစ်တင်နေပြီကောင်းလေးတစ်ယောက်ကိုလည်းချက်ချင်းပဲတပ်ပစ်လိုက်ပါတယ် ဒက်တာကိုလည်းသူ့ရဲ့ကိစ္စတွေဝင်ချုံနေရကြောင်းဒေါသကကြီးနဲ့အဖြစ်တင်နေပြီးဒက်တာရဲ့ဝိညာဉ်ကိုဆော့ယူလိုက်တာနေရာကနေထွက်သွားပါတယ်။အဲ့နေရာတနေရာကနေအဖြစ်ပြက်တဲ့အကုန်လုံးကိုစောင့်ကြည့်နေပြီးကောင်လေးရဲ့လက်ထက်ကနေကင်မရာကိုယူဖို့စ조사နေတာဗစ်တိုးရီးယားပါရောက်လာပါတယ်။အဲ့ဒီလေဗစ်တိုးရီးယားကိုကင်မရာယူခိုင်းလိုက်ပြီးဗစ်တိုးရီးယားကတော့သူမျိုးရဲဦးလို့ပြောနေတာဝစ်မဲအလုပ်တွေကိုဝင်ချုံလို့ရှိရင်ဒက်ကြလို့မျိုးဆော့ယူခံရမှာလို့ပြောနေပါတယ်။ အဲ့ဒီဟာသောက်ယူခံရလို့ရှိရင်ဘာဖြစ်မှာလဲလို့မေးနေပြီဗီတိုရီယာကလည်းသောက်ယူခံလိုက်ရလို့ရှိရင်ထားရပြုတ်ကြတော့မှဖြစ်ကြောင်းနဲ့သောက်ယူလိုက်တဲ့သူကတော့အရင်ထက်ပိုပြီးစွန့်ရနေပိုရလာမှဖြစ်ကြောင်းပြောပြနေကဒီနေ့ရဲ့ဝိညာဉ်ရဲ့အကုန်လုံးကလည်းဝစ်မန်တက်တာကိုခံစားရပဲလို့ပြောပြလိုက်ပါတယ်အန်နီယာသူ့လောင်းနေကိုမှားထားလိုက်လို့မြင်နေပြီဗီတိုရီယာလည်းအဲ့ဒါတော့သူမသိဘူးလို့ပြောပြနေကအန်နီယာလည်းဒါဆိုရင်ဒီကိစ္စတွေကိုအခုပဲဖြေရှင်းကြမယ်လို့ပြောနေကကင်မရာကိုတောင်းယူခံလိုက်ပါတယ်။ဒါကြောင့်ဗီတိုရီယာလည်းကြောက်ကြောက်နေပဲကင်မရာကိုယူပေးလိုက်ပြီးခဏကြာမှတော့ဝစ်မန်လာနေတာကိုသိသွားအောင်အမြဲတမ်းတော့ပုံနေကဝစ်မန်ဟာကောင်းလေးတွေရအလားကိုတနည်းအားဆွဲခေါ်သွားပါတယ်။ ဒီချိန်မှာဒေးမက်ဆန်ဟာအင်းစီကိုပြောင်းလာကြပြီးလူခွဲလိုက်ကြကဘော်ဘီဟာဒေးရဲ့အိတ်ထဲကနေသူ့ရဲ့အချက်ပလင်ကိုပြန်ယူထားလိုက်ပါတယ်။ဒေးလည်းအောက်ထပ်မှာပတ်ကြည့်နေပြီးမကြခင်မှာသူ့ရှိကိုကမ္ဘာတစ်လုံးပြုတ်ချက်လာကဒေးလည်းဆန်အောင်နှန်းကိုခေါ်လိုက်ပါတယ်။ဘော်ဘီကတော့သူ့ရဲ့ပလင်ကိုအိမ်ထဲတနေရာမှာသွားထားလိုက်ပြီးဒေးမက်ဆန်ကတော့ကင်မရာတွေရဲ့ဗီဒီယိုကြည့်နေကြကအန်နီရဲ့ဝိညာဉ်ကိုမြင်လိုက်ရပါတယ်။ဘော်ဘီယာသူတို့နားလည်ဖို့အတွက်အချိန်နဲ့နဲ့ပြေးလိုက်ပါလို့ပြောနေပြီးအန်နီကတော့ဒင်းတို့ကိုအတီးပေးရမယ်လို့ပြောနေကဗီဒိုရီယာကိုအကူအညီတောင်းလိုက်ပါတယ် ဒါကြောင့်ဗီတိုရီယာလည်းဒီနော့ကိုထိန်ပြလိုက်ပြီးအန်နီယာဒီမှာရှိသေးရလို့ပြပန်းနေတာဒီမှာရှိရတူတဲ့အကုန်လုံးဒုက္ခရောက်နေရလို့ပြပြလိုက်ပါတယ်။ဒါကလည်းဒီကိစ္စတွေအကုန်လုံးကိုဘယ်လိုလုပ်တာလဲလို့မေးနေပြီးဗီတိုရီယာလည်းဝက်ချ်မန်ရဲ့လက်ချက်ဆိုတာကိုပြပြနေတာအဖြစ်ဖြစ်တဲ့အကုန်လုံးတော့ဝက်ချ်မန်ဟာတနည်းအားဖြင့်စောင့်ကြည့်နေပါတယ်။ဗီတိုရီယာသူတို့အကူအညီပေးဖို့အတွက်ပြောနေပြီးမကြခင်မှာပဲဗီတိုရီယာရဲ့ဝိညာဉ်ဟာမီးလောင်ကျသွားတာကနေရာကနေတောက်ခဲ့သွားပါတယ်။ဒေးမတ်ဆန်လည်းအချိန်နေတို့မြင်လိုက်တာနဲ့ဝက်စ်မန်ရဲ့လက်ချက်ဆိုတာကိုတည်သွားကြပြီးဝက်စ်မန်ရဲ့အလောင်းကိုမီးရှို့ဖို့အတွက်ထွက်သွားကြပါတယ်။ ဒါမဲ့ဝစ်မန်ဟာဆန်ဟဲဧကတိကိုပစ္စည်းတစ်ခုကိုထည့်ပေးလိုက်ပြီးဘော်ဘီတို့ကလည်းအဲ့ဒါကိုတတိထားမိသွားပါတယ်။အဲ့ပစ္စည်းလေးကြောင့်ဝစ်မန်ဟာဒင်းနွယ်ကားပေါ်ပသွားတာကိုဘော်ဘီတို့ကမြင်လိုက်ရပြီးဘော်ဘီကလည်းတောပါပြီကွာငါသာအရက်ပလင်းကိုမြူထားမိလို့ရှိရင်ကောင်းပါပဲလို့ညီးသွားနေတော့အန်နီကပဲဝစ်မန်မရှိတော့မှဒီမှာအတော့ရမယ့်အချက်လက်တွေကိုရှာအမယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်ဘော်ဘီလည်းအချိန်ဆွဲမရပဲအန်နီရဲ့ဒူပေါင်းကဝစ်မန်ရဲ့အခန်းထဲကိုဝင်လာကြပြီးဗီတိုရီယာရဲ့အလောင်းကိုမိချိုထားတာကိုမြင်လိုက်ရခါအခန်းထဲမှာအခြားတော့လို့ထားမဲ့နေရာကိုပတ်ရှာကြပါတယ်။ တနည်းအားမှာတော့ဘောဘီယာလှုပ်ဝက်အခိုင်အတော့ကိုတွေ့သွားပြီးအထဲကိုဝင်လိုက်ကြကအထဲမှာတော့အန်နီရဲ့အလောင်းပါဝင်တခြားအလောင်းတွေတော်တော်များများကိုမြင်လိုက်ရပါတယ်။အန်နီယာသူ့ရဲ့အလောင်းကိုမော်ဆိုနီနဲ့တချို့ပေးဖို့တက်ပြောနေပြီးကိုယ်အလောင်းကိုမိပြင်ရှော်မယ်ထင်ကြလို့ချင်းခံစားလို့မကောင်းဘဲနဲ့လို့ပြောပြနေကဘောဘီယာလည်းဝမ်းနေစွာနဲ့အန်နီပြောတာကိုလက်ခံလိုက်ပါတယ်။တစ်ဖက်မှာတော့ဒေးမက်ဆန်ကမျိုးရဲ့တင်ချိုင်းကိုသွားနေကြပြီးကာယုတ်တိရဆိုသူတို့အရှိန်မြန်လာကဝက်စမန်ကြီးပေါ်လာပြီးဒင်းတို့ကိုတိုက်ခိုက်ပါတယ်။ ဒါကြောင့်ဒိမက်ဆန်လည်းကားပေါ်နဲ့အမေမေးဆင်းလိုက်ကြပြီးဒိန်းဟာဝက်စမိုင်းပစ္စည်းတစ်ခုခုပါလာပဲလို့ပြပန်းနေကသူတို့ရဲ့ကိုမရှာကြပြီးဆန်ဟာသူ့ရဲ့အိတ်ထဲဟာတော်လချောင်းကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်ဆန်လည်းတော့ကိုဒိန်းစီကိုပြပေးလိုက်ပြီးဝက်စမိုင်းကလည်းဆန်အောင်တိုက်ခိုက်နေကဒိန်းဟာတော့အမေဖက်စီပြလိုက်လိုက်လာကြောင်းဝက်စမိုင်းလည်းသူ့ရဲ့သူပြန်ရောက်သွားပါတယ်။ဒိမက်ဆန်လည်းဝက်စမိုင်းရဲ့အိမ်ကိုပြန်ရောက်သွားလို့ရှိရင်အဲ့ဒီမှာအန်ရရှိနေလာကြောင်းဝက်စမိုင်းရဲ့အလောင်းကိုအမေမီးရှို့ဖို့တက်လောက်ကြပြီးတင်းကျဲကိုတုတ်ချစ်တင်ကြပါတယ်။ ဝစ်မန်ကတော့သူ့ရုံပြန်ရောက်လာပြီးမနက်နေ့ကကြိုက်မယ်ဆိုပြီးဘော်ဘီရိုးကိုချလိုက်ကာဆော့ယူဖို့အတွက်လုပ်နေတော့ဒင်းတို့ကဝစ်မန်ရဲ့အလောင်းကိုအချိန်မီမီချိုးလိုက်နေတာကြောင့်ဝစ်မန်လည်းမီးလောင်ပြီးပောက်ခဲသွားပါတယ်။ဘော်ဘီကလည်းတိုးတက်ပြတ်ဆော့ယူခံရတဲ့အချိန်ကြောင့်သတိမိတ်နေပြီးနိုးလာတဲ့အချိန်မှာတော့အန်နီကိုမြင်လိုက်ရကာအန်နီကဘော်ဘီတယောက်သတိမိတ်နေတာကြာပြီးဆိုတော့ပြောပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာဒင်းမက်ဆန်ရောက်လာပြီးဘော်ဘီကိုမြင်လိုက်ရတာကြောင့်ဒင်းမက်ဆန်ရောဘော်ဘီပါအန်အောနေကြရပါတယ်။ ဆန်ကလည်းဘော်ဘီကိုဘော်ဘီခဏဒီမှာမပါလို့ရှိနေရလေလို့မင်းနေပြီဘော်ဘီကလည်းသူ့ရဲ့အချက်ပလင်ကိုပြတ်ထုတ်ပေးလိုက်ကာအဲ့တော့မှဒိမ်းနဲ့ဆန်လည်းဘော်ဘီမကြွသေးတာကိုလက်ခံလိုက်ကြရပါတယ်ဒိမ်းဟာဘော်ဘီကိုဘာလို့ဒီမှာရှိနေသေးရလဲလို့မင်းနေပြီဘော်ဘီကလည်းငါမင်းတို့ကိုကူညီချင်သေးတာကြောင့်တင်မင်းရဲ့နောက်ကိုမလိုက်ပဲနေခဲ့ရလို့ပြောပါနေကာဒိမ်းနဲ့ဆန်ကတော့အခုလိုအချိန်ထိတောင်သူတို့ကိုကူညီပေးဖို့လည်းစဉ်းစားနေတယ်ဘော်ဘီတို့ကယူတုံးမရဖြစ်နေကြရပါတယ်ဒါမဲ့ဘော်ဘီကတော့စကားသားကိုဖြစ်လိုက်ပြီးသူနဲ့အန်နီကိုအလောင်းထထားတဲ့နေရာကိုတွေ့ထားလို့ပြနေပြီးအပေါ်ထက်ကိုတက်သွားကသူ့ရဲ့အချက်ပလင်ကိုမိဘုံနာမှာသွားမထားဖို့အတွက်ဒင်းကိုအသက်သက်မှားနေပါတယ်။ ိစ္စတွေအားလုံးပြီးသွားနေဘော်ဘီကိုဒင်းရကောက်ရမွန်ရမသွားပဲသူတို့လည်းတူတူထက်နေသေးရကြောင်းအပြစ်တင်နေပြီဘော်ဘီကလည်းလက်ရှိမှာအရေးကြီးတဲ့ကိစ္စတစ်ခုအတွက်သူ့သဘောနဲ့သူနေနေရပါလို့ပြောနေကနေရနေပြောက်သွားပြီဒင်းလည်းဘော်ဘီရဲ့အချက်ပလင်ကိုကားနာဖုန်ထဲမှာထည့်လိုက်ပါတယ်ပြရနဲ့ဒင်းမဆန်နဲ့တနေရာကိုသွားနေကြပြီးဆန်ဟာဘော်ဘီကိုဘယ်လိုလုပ်ပေးကြမလဲလို့မင်းကြီးကဒင်းကလည်းမပြတ်တဲ့ဘူးလေသူတို့ဒီနည်းနဲ့တစ်ခုချက်တွေ့မှာပါလို့ပြောနေပြီဘော်ဘီကတော့ကားနောက်ခံထဲကနေဒင်းကိုပြောသမျှအောင်နားထောင်နေပါတယ်